ကောက်ခွန်စပွဲကတရုတ်လူမှုအတိုင်းဝိုင်းကိုဖိအားပေးလိုက်ခြင်းတရုတ်ပြည်တွင်ဆန္ဒပြပွဲများဖြစ်ပေါ်နေခြင်းလောက်အားကရီပေးပါလောက်အားကရီပေးပါဂျန်ခရိုင်ဝူချန်တန်ရှန်မြို့မှာရှိတဲ့ရှွန်ဒီအော့ပတိုလျှက်စစ်လုပ်ငန်းကဝန်ထမ်းတွေအော်ဟစ်နေကြတဲ့အတန်တွေဖြစ်ကြပါတယ်သူတို့ကကုမ္ပဏီအနေနဲ့သူတို့ကိုပေးရမယ့်လောက်အားကရီရက်ကြော်နေတဲ့ပုံမှာအခုလိုအော်ဟစ်ပြီးတော့တောင်းခံနေကြတာဖြစ်ပါတယ်ဧပြီလ28ရက်ကလေးကစပြီးတော့ အလုတ်သမားတွေဟာရက်ကြော်နေတဲ့လောအကတွေကိုရရှိစေဖို့အတွက်တောင်းဆိုနေခဲ့ကြပါတယ်။သူတို့ဟာမြို့နယ်အုပ်ချုပ်ရေးချုပ်မှာအုပ်ချုပ်ရေးမှူးရုံးရှိမှာအခုလိုအော်ဟစ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။သူတို့လောအကတွေမရတာကဇန်နဝါရီလကတည်းကဖြစ်ပါတယ်။ရဲတွေကတော့ဆန္ဒပြသူတွေကို နေရာမှာနေမဲ့ဖမ်းဆီးခဲ့ပါတယ်။အလုတ်သမားတယောက်ကဒီလိုပြောပါတယ်။သူတို့ကကျုပ်တို့ကိုဒီနေရာမှာထိမ့်သိမ်းထားပြီးတော့အစားအစာဝင်လည်းမပေးပါဘူး။ဟေးဟိုမှာကြည့်လိုက်ပါဦး။ နောက်ထပ်လူတစ်ယောက်ဖမ်းခံရပြန်ပြီရဲတွေကအဲ့ဒီလူကိုတိုက်ရိုက်ပဲဖမ်းသွားခဲ့ပါတယ်အလုသမားတချို့ကနိုင်ငံသားသတင်းဌာနတွေကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးတော့ကျွန်တော်တို့လူတွေထောင်ကနန်းလောက်အုတ်ချုပ်ရေးရုံကိုဆန္ဒပြဖို့သွားခဲ့ကြပါတယ်နှစ်ဝက်စာလောဟာကတွေကိုကျွန်တော်တို့မရကြသေးပါဘူးလို့ဆိုခဲ့ပါတယ်ဒီဆက်ရုံတွေဟာပိတ်သိမ်းရတော့မလို့ဖြစ်နေတာအချိန်တန်ကြာခဲ့ပါပြီဆန္ဒပြသူတွေဟာနောက်ရက်29ရက်နေ့မှာလဲဆန္ဒပြကြပါတယ် ဒါပေမဲ့တေချာတဲ့တုံ့ပြန်မှုတစ်ခုကိုမှမရခဲ့ပါဘူးအလုတ်သမားတစ်ယောက်ကဒေါသတကြီးပြောပါတယ်မြို့တော်အုပ်ချုပ်ရေးရုံးကဘာမှလုပ်မပေးဘူးလေကျုပ်တို့ကိုတော့ဖမ်းသေးတယ်ကျုပ်တို့ဘာရာဇဝတ်မှုကိုမှမကျူးလွန်ခဲ့ပေမဲ့ကျုပ်တို့လူ၁၀ယောက်ကိုသူတို့ဖမ်းထားကြတယ်ကျုပ်တို့ကအလုတ်ကြိုးစားထားတဲ့လုံအားကလေးတွေကိုပြန်လိုချင်ုံတင်ပါလို့ဆိုပါတယ်ရဲတွေကတော့အများကြီးရှိမနေပါဘူးရင်းနှင်းရဲတချို့နဲ့ရဲဝင်တိုင်းငယ်တချို့ပဲရှိနေပါတယ် ဒီလျှက်စစ်ပစ္စည်းဆက်ယုံကို2000ပြည့်နှစ်မှာတည်ထောင်ခဲ့ပါတယ်။ဒီဆက်ယုံဟာဝူကျန်းကြာရှင်းခရိုင်မှာတည်ရှိတဲ့မင်က စီးပွားရေးပန်းခြံထဲမှာတည်ရှိပါတယ်။ဒီဆက်ယုံကလျှက်စစ်မိသီးတွေမီးလုံးတွေကို ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ပြီးတော့လျှက်စစ်နဲ့ပတ်သက်တဲ့တခြားဆက်ပစ္စည်းတွေကိုလည်းထုတ်လုပ်ရောင်းချပါသေးတယ်။အချက်လက်တွေအရကုမ္ပဏီဟာလက်ရှိမှာတရားရင်ဆိုင်နေရပါတယ်။ဒါကတော့ကုမ္ပဏီမှာရွှေငွေအကျွေး16.9သန်းရှိနေတဲ့အတွက်ဖြစ်ပါတယ်။ အစိုးရကတော့နောက်ထပ်သတင်းအချက်အလက်တွေကိုထုတ်ဖော်တာမရှိသေးပါဘူး။ဒါပေမဲ့ကုမ္ပဏီတာဝန်ရှိသူတယောက်ကတော့တရားစွဲတာကိုရင်ဆိုင်နေရတဲ့အတွက်လောက်အားကတွေကိုပေးနိုင်တဲ့အခြေအနေမရှိဘူးလို့ဝန်ခံပါတယ်။ဘာလို့လဲဆိုတော့ကုမ္ပဏီရဲ့ bank account တွေကရန်နာခံထားရလို့ဖြစ်ပါတယ်။ဒါပေမဲ့အလုပ်သမားတွေကတော့ဒီရှင်းပြချက်ကိုလက်မခံကြပါဘူး။သူတို့ရဲ့လောက်အားကတွေဘယ်အချိန်ရမလဲဆိုတာကိုပဲစိတ်ဝင်စားကြပါတယ်။လက်တလော US တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့်စီးပွားရေးတွေကျဆင်းနေပါတယ်။ဆန္ဒပြမှုတွေက နိုင်ငံအနှံ့ဖြစ်ပွားနေပါတယ်။ဒီဆက်ယုံအလုပ်သမားတွေအပြင်ဆွေနှင်းရှန်တာလျှက်စစ်ဆက်ယုံကအလုပ်သမားတွေကလည်းလုံအားကရလုံမှုနဲ့ဆန္ဒပြတာတွေကိုကြုံတွေ့နေရပါတယ်။ရှန်တာဆက်ယုံကအလုပ်သမားတွေကတော့လစာမရတာတစ်နှစ်ရှိနေပါပြီ။ဂျွန်လာ2023ခုနှစ်ကလေးကလစာမရတာဖြစ်ပါတယ်။ရှန်တာဆက်ယုံကို2004ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ အရုတ်နိုင်ငံရဲ့ FPC ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ဟူပေမှာရှိတဲ့စက်ယုံကလုံသမားတွေလည်းတူညီစွာဆန္ဒပြကြပါတယ်။စုတျံမှာရှိတဲ့ရှန်တာစက်ယုံကလည်းလုံသမားတွေကိုလစာမပေးဘူးလို့ဆိုပါတယ်။စုတျံနဲ့နှိစက်တဲ့ခြုံချင်းမှာလည်းစောက်လုပ်ရေးလုပ်ငန်းတွေလစာမရတာတွေနဲ့ကြုံနေရပါတယ်။ဒါကတော့2018ခုနှစ်မှာပြီးစီးမဲ့ Cyber City Project ဆောက်လုပ်ရေးနေရာကဖြစ်ပါတယ်။ April 26 29ရက်တွေမှာ ဆောက်လုပ်ရေးလုပ်သမားတွေစုပြီးတော့လာတာရရှိရေးအတွက်ဆန္ဒပြကြပါတယ်။အလုပ်သမားများစွာဟာရဲဌာနတွေကိုပါသွားပြီးတော့ဆန္ဒပြခဲ့ကြပါတယ်။ဧပြီလ28ရက်နေ့မှာရွှေပြောင်းလုံသားဆောက်လုပ်ရေးသမား10ယောက်က project site တစ်ခုမှာလူစုပြီးတော့မရရှိသေးတဲ့လစာအတွက်တောင်းဆိုကြပါတယ်။အလုပ်သမားတွေကသူတို့ဟာဖေဖော်ဝါရီလကတည်းကလစာမရသေးတာဖြစ်တယ်လို့ဆိုပါတယ်။အလုပ်သမားတွေဟာ sign board တွေကင်ဆောင်ပြီးတော့စိတ်လှုပ်ရှားနေကြပါတယ်။ ဖြတ်သွားဖြတ်လာလူတွေကသူတို့ကိုကြည်နေကြပါဗျ။ဒီလိုနဲ့ဆန္ဒပြပွဲဟာဖျို့ဖျဲဖြစ်လာခဲ့ရပါဗျ။အလုသမားတယောက်ဆိုရင်နှစ်တကူကလေးကလစာမရသေးတာခုထီပါပဲ။ကုံညာစိတ်တွေပေးဖို့အတွက်လစာလိုအပ်ပါတယ်လို့သတင်းတောက်တွေကိုပြောပါဗျ။သူတို့ကလုပ်ငန်းခွင်တာဝန်ရှိသူတွေနဲ့အချိန်ပေါင်းများစွာတွေ့ဆုံဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့တိကျသေးကြတဲ့အဖြေကိုတော့ပြန်မရခဲ့ပါဘူး။ဒီလိုနဲ့ရွေးချယ်စရာမရှိတော့တဲ့အလုပ်သမားတွေက လူစုလိုက်ကြပြီးတော့တာဝန်ရှိသူတွေသိအောင်ဆန္ဒပြကြတာဖြစ်ပါတယ်။30ရက်နေမှာဆိုရင်ရွှေပြောင်းလုံသားတွေဟာစောက်လုပ်ရေးဆိုင်နေရန်တွေကိုပါကြော်တက်ခဲ့ကြပါတယ်။သူတို့ရဲ့အပြောအရရှေ့ရက်တွေမှာလည်းသူတို့ဟာအကူအညီတောင်းဖို့အတွက်အစိုးရတာဝန်ရှိသူ municipal ရုံးကိုသွားခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့မအောင်မြင်ခဲ့ကြပါဘူး။ဆန္ဒပြသူတွေကအမျိုးသမီးတယောက်မူးလဲခဲ့ပြီးတော့စေးရုံပို့ပေးခဲ့ရပါတယ်။ဧပြီလ25ရက်နေ့တုန်းကလည်းအတွင်း မွန်ဂိုလီးဆီးယားဒေသမှာစောက်လုပ်ရေးအလုပ်မားတွေဟာအဆောက်အဦအမိုးတွေပေါ်ကိုတက်ပြီးတော့လုံအားကမရတဲ့ပြဿနာတွေကိုဆန်နာပြခဲ့ကြပါတယ်။လူတယောက်ဆိုရင်အွန်လိုင်းပေါ်မှာအလုပ်ကရစရာလုံအားကရွံ9000ရှိနေသေးတယ်လို့တင်ခဲ့ပါတယ်။သူနဲ့အတူလုပ်ကင်ခဲ့တဲ့အလုပ်သမား20ကတော့လောက်ခရဖို့အတွက်ဆက်ပြီးအလုပ်လုပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။သူတို့ဟာလွန်ခဲ့တဲ့3နှစ်ကလေးကအခုထိလုံအားကမရသေးတာဖြစ်ပါတယ်။ တခြားအလုပ်သမားတွေကလည်းသူတို့ရဲ့အတွေ့အကြုံအသီးသီးကို မျှဝေခဲ့ကြပါဗျ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့1989ခုနှစ်ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ကြာဖုံးဆိုတဲ့သူက RFA ကိုသူလူတွေအများကြီးနဲ့ဆုံတွေ့ပြီးအခက်အခဲတွေကိုသိခဲ့ရတဲ့အကြောင်းပြောပြပါဗျ။သူဟာလုပ်ငန်းရှင်တွေနဲ့လည်းတွေ့ခဲ့ရပြီးတော့လုပ်ငန်းရှင်တွေရဲ့စိတ်ပင်ပန်းမှုကိုလည်းသိခဲ့ရပါဗျ။စီးပွားရေးလုပ်ရတာဘလို့ခက်ခဲကြောင်းရန်မုံငွေတွေမရှိတော့ကြောင်းစတာတွေကိုလည်းသူသိခဲ့ရပါဗျ။ လုပ်ငန်းရှင်တွေဟာလုံလိုက်စွမ်းကင်းမဲ့နေတဲ့အတွက်ထောင်မဲအကြခံတော့မယ်ဆိုတဲ့အကြောင်းတွေလည်းသူကြားခဲ့ရပါတယ်။လုံအားကတွေမရတာနဲ့အလौဒမတွေကမြို့နယ်အုပ်ချုပ်ရေးမှုရုံးကိုသွားပြီးတော့ဆန္ဒပြကြပါတယ်။လုပ်ငန်းရှင်တွေကပေးစရာမရှိတဲ့အတွက်ချင်းငှားပြီးမှအဆင်ပြေပါလိမ့်မယ်။တရားဥပဒေရတော့လုံအားကပေးဖို့၃လကျော်သွားခဲ့ရင်ကုမ္ပဏီကချင်းငှားပေးမယ်ဆိုရင်တော့လုံအားကတွေကိုပေးရတော့မှာဖြစ်ပါတယ်။တကယ်လို့ဒီလိုမပေးနိုင်ရင် လုပ်ငန်းရှင်တွေကိုအစိုးရကဖမ်းဆီးထောင်ချမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာကြာမြင့်နေခဲ့ပြီးဖြစ်ပြီးတော့ US တရုတ်အကောက်ခွန်စစ်ပွဲကာလမှာထွက်ပေါ်လာတာမျိုးမဟုတ်ပါဘူးဒီအခြေအနေတွေဟာ COVID-19 ကာလကလေးကဖြစ်နေခဲ့တာဖြစ်ပါတယ် COVID-19 ပြီးသွားတော့အစိုးရကအကောင်ဘက်ကနေတွေးခဲ့ပါတယ်ဒါပေမဲ့စီးပွားရေးလုပ်ငန်းတွေကလည်းလံပြန်မထူလာပါဘူးတရုတ်နိုင်ငံစီးပွားရေးဟာ COVID ပြီးဆက်လက်ကြီးထွားနေသေးဖြစ်ပေမဲ့အမှန်တကယ်ကြီးထွားရမယ်ပမာဏအထိမကြီးထွားနိုင်ပါဘူးသုံးစွဲမှုတွေကလည်းညှော်နေကြဆင်းနေပါတယ် အလောက်ကိုင်ခွင့်လန်းတွေလည်းရှားပါနေပါတယ်။တမရထရန့်ရဲ့အကောက်ခွန်စစ်ပွဲကဒီအခြေအနေတွေကို ပိုဆိုးအောင် လုပ်နေပါတယ်။နိုင်ငံသားချင်းနှိမ့်နယ်ရေးဝင်ငွေတွေညှော်နေလာပါတယ်။ပြီးတော့တရုတ်နိုင်ငံရဲ့ထုတ်ကုန်ထုတ်ထုတ်နိုင်စွမ်းကလည်းကျဆင်းလာပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာရုန်းကန်နေရပြီးတော့လုံအားကတွေကို မပေးနိုင်ဘူးဖြစ်နေပါတယ်။တချို့လုပ်ငန်းတွေဆိုရင်လုပ်ငန်းလည်ပတ်နိုင်အောင်ဝန်ထမ်းလျှော့ချတာမျိုးတွေပါလုပ်လာရပါတယ်။ အကောက်ခွန်စစ်ပွဲကြောင့်တရုတ်ထုတ်ကုန်တွေကိုအမေရိကန်ကိုရောင်းချရတာခက်ခဲလာပါတယ်။အမေရိကန်ကောက်ခံတဲ့ခွန်ကအရန်ကြီးမြင့်တာကြောင့်တရုတ်ထုတ်ကုန်တွေမရောင်းချနိုင်ဖြစ်လာရပါတယ်။ဒါဟာအလုတ်ကိုင်းတန်း20ကိုအလုတ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ဒီပမာဏကတရုတ်နိုင်ငံအလုတ်လုံနိုင်စမ်းရှိသူအလုံးရဲ့300ကိုင်းလုံးလောက်ရှိပါတယ်။တကယ်လို့အကောက်ခွန်စစ်ပွဲကသာတာရှည်ဖြစ်နေမယ်ဆိုရင် အခြေအနေတွေကပိုဆိုးလာနိုင်ပါတယ်။ဒါကလက်ရှိအလုတ်လက်မဲ့တန်း20အပြင် ဂျွန်လမှာဘွဲယူចောင်းဆင်းလာမဲ့လူငယ်ဆန်တန်းအတွက်လည်းကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ဒီလူငယ်တွေသာဘွဲယူပြီးသွားလို့အလောက်ကန်ရှာဖွေတဲ့လူတွေပိုပြီးများလာမှာဖြစ်ပါတယ်။၂024ခုနှစ်မှာတရုတ်နိုင်ငံတင်ပို့မှုရဲ့14တက်သမား9ရာခိုင်နှုန်းကိုဟောင်ကောင်ကနေတဆင့်တင်ပို့ခဲ့တာဖြစ်ပါတယ်။ဆိုလိုတာကတင်ပို့မှုတွေရဲ့16တက်သမား3ရာခိုင်နှုန်းဟာအကောက်ခွန်တင်းကျပ်မှုကိုမခံရပါဘူး။အကောက်ခွန်စစ်ပွဲကတရုတ်နိုင်ငံရဲ့ GDP 1.2ရာခိုင်နှုန်းလောက်ကိုတက်ရောက်မှုရှိပါတယ်။ တခြားနေရာတွေကိုပါတယောက်မှုတွေပြန့်သွားခဲ့ရင် အခြေအနေတွေပိုဆိုးလာဖို့ပဲရှိနေပါတယ်။အထူးသဖြင့်ထိခိုက်မှာကတော့ service ပိုင်းမှာဖြစ်ပါတယ်။ Trump အတွက်ကတော့ဒီစစ်ပွဲကအင်အားပြတဲ့သဘောသာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကယုံကြည်နေကြပါတယ်။ဒါပေမဲ့တရုတ်အစိုးရအတွက်ကတော့သေရေးရှင်ရေးအခြေအနေတခုဖြစ်နေပါတယ်။အမြတ်ဆုံး60ရာခိုင်နှုန်းလောက်ကို US ဈေးကွက်ကနေရရှိနေတဲ့ပရိဘောကလုပ်ငန်းလုပ်ငန်းရှင်တယောက်ကတော့ဒီကိစ္စကိုပြေလည်အောင်ဖြေရှင်းဖို့မဖြစ်နိုင်ပါဘူး။ ဒါကအဆုံးမရှိတဲ့သေတွင်းပါပဲလို့ဆိုခဲ့ပါတယ်။တရုတ်နိုင်ငံစီးပွားရေးဆက်လက်ကြဆင်းနေပေဆိုရင်တမရရှိချင်းပြင်ဟာတန်တရာရီမေကွန်းတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ဒါပေမဲ့သူကတော့ဒီပြဿနာကိုအခွင့်အရေးတစ်ခုလို့တွေးနေတာလည်းဖြစ်နိုင်ပါတယ်။ဧပြီလ25ရက်နေ့မှာတော့တရုတ်ကွန်မြူနစ်ပါတီဟာရှီကျင့်ဖြင့်ပါဝင် ပါတီတာဝန်ရှိသူတွေနဲ့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။အစည်းအဝေးမှာပြင်ပဖိအားတက်ရောက်မှုတွေကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့အလုတ်သမားရေးရာမတည်ငြိမ်မှုတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။တရုတ်အစိုးရကအတွင်းရေးနိုင်ငံရေးတည်ငြိမ်မှုနဲ့လူမှုအတိုင်းဝိုင်းတဟဇာတာဖြစ်နေစေဖို့ကိုဥတီထားပါတယ်။ဒုတိယအရေးကြီးတာတစ်ခုကတော့နိုင်ငံတကာရေးရာမှာအာဏာပါဝါပြိုင်ဆိုင်မှုဖြစ်ပါတယ်။ CCP ဟာရေတိုတည်ငြိမ်ရေးကိုဦးစားပေးလှုံ့ဆော်နေပါတယ်။ပြီးတော့ပြည်သူလူထုရဲ့အမြင်တွေကိုလမ်းညွှန်နေပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံရင်ဆိုင်နေရတာကပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။စီးပွားရေးကအားနေတယ် တုံးဆွဲမှုနှုံတွေရော့ကြနေပါတယ်။လူငယ်အလုပ်လက်မဲ့တွေတိုးပွားလာနေတယ်။ဒေသခံအကျွေးတွေတိုးပွားနေပါတယ်။ပြီးတော့မဖြည့်ရှင်းရသေးတဲ့တခြားပြဿနာတွေလည်းရှိနေပါသေးတယ်။အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေကလည်း CCP ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုဖြစ်နေပါတယ်။ပြည်သူလူထုရဲ့အမြင်ဟာ CCP အတွက်တော့ US အခွန်စစ်ပွဲကိုတိုက်ခိုက်တဲ့နေရာမှာအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ရှီကျင်းဖင်အတွက်ကတော့စွန်စားရမှာတွေများလွန်နေပါတယ်။ထရမ့်ကရှီကျင်းဖင်ကိုဆက်သွယ်ပြီးတော့ နယ်နဲ့ချင်းဆိုင်ဆွေးနွေးကြဖို့လည်းပြောနေပါတယ်။မြန်မာတဲ့အောက်ခွန်တွေဟာရှီကျင့်ဖင်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို Trump ကသိနေပါတယ်။ဒါပေမဲ့ရှီကတော့အားနည်းချက်ကိုထုတ်ပြလို့မရပါဘူး။သူက CCP တာဝန်ရှိသူတွေကိုသူကအားကောင်းနေစေဖြစ်တယ်ဆိုတာကို ဖော်ပြထားမှရပါလိမ့်မယ်။ April 28ရက်မှာတရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟွာချိုင်းရင်ကခေါင်းဆောင်နှစ်ယောက်တို့လက်တလောစကားပြောခဲ့ကြတယ်ဆိုတာမဟုတ်ကြောင်းငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ခေါင်းပေါင်းနှစ်ယောက်ကြာအကောက်ခွန်စစ်ပွဲနဲ့ပတ်သက်ပြီးညှိနှိုင်းတာမျိုးလည်းမရှိဘူးလို့ဆိုပါရယ်။ဒါပေမဲ့တောင်ကိုရီးယားသတင်းဌာနတို့ကတော့ဧပြီလ24ရက်နေ့တုန်းကတရုတ်နိုင်ငံစီးပွားရေးဝင်ကြီးဌာနကလူတယောက် American ဘန်နာငွေကြေးဌာနကိုဝင်သွားတယ်လို့သတင်းလွှင့်တင်ခဲ့ပါရယ်။ဒီပုဂ္ဂိုလ်စီမှာဝင်တဲ့ဆက်ရောက်လဲအတူကို ပါတယ်လို့ဆိုပါရယ်။ဓာတ်ပုံတွေကိုတော့တရုတ်အစိုးရကဖျက်ချခဲ့ပါရယ်။ ဘာလို့ CCP ကတရုတ် US နှစ်နိုင်ငံညှိနှိုင်းမှုတွေရှိနေတယ်ဆိုတာကိုငြင်းဆန်နေရတာလေဘလို့ပဲဖြစ်ဖြစ်ဒါကတရုတ်နိုင်ငံရဲ့စီးပွားရေးကိုတော့ပြောင်းလဲစေနိုင်မှာမဟုတ်ပါဘူးအလဲအလက်တန်းစားတရုတ်ပြည်သူတွေရဲ့ဘဝကနှိမ့်ချသွားပါလိမ့်မယ်ဆန္ဒပြပွဲတွေပိုပြီးဖြစ်ပေါ်လာပါလိမ့်မယ်ဥပမာရှန်တုံးတိုင်ရှန်တမ်မနီအုပ်စုဆိုရင်ပေးချေဖို့နှောင့်နေတဲ့ဘဏ်အချွေးရွှံငွေ1.1ဘီလီယံလောက်အထိရှိနေမယ်လို့ဆိုပါတယ်ဒီကုမ္ပဏီက2025ခုနှစ်မှာပြိုလဲသွားတဲ့ ပထမဆုံးသောတန်မဏိကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာတော့ယာပေါင်းများသောယင်းနှိမ့်မြုံနှံသူတွေဟာကုမ္ပဏီပြင်ပမှာစုဝေးခဲ့ကြပြီးတော့ရန်ပုံငွေတွေကိုပြန်လည်ထုတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဗီဒီယိုရိုက်ကူးထားမှုအရကုမ္ပဏီရုံးခန်းပြင်ပမှာငါတို့ကိုငွေတွေပြန်ပေးပြန်ပေးလို့အော်ဟစ်နေတဲ့ဆန္ဒပြသူတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဆန္ဒပြသူတွေဟာလမ်းတွေကိုတော့ပိတ်ဆို့ထားခဲ့ကြပါတယ်။အွန်လိုင်းပေါ်ပြန့်နှံ့ခဲ့တဲ့ဗီဒီယိုတွေကတော့အဖျက်ခံလိုက်ရပါပြီ။ ဖေဖော်ဝါရီလ18ရက်နေ့မှာတော့ခြုံကျင်ဆက်မှုပန်းခြံခုနှစ်ကြာမြင့်တဲ့အထိမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။တရင်တွေရာမီးရှို့မှုကိုကျူးလွန်သူဟာလှုပ်အားကမရတဲ့အတွက်ဆန္ဒပြတဲ့အလို့သမားတယောက်ဖြစ်တယ်လို့ဆိုပါတယ်။မီးလောင်ကျွမ်းတဲ့ area ဟာကြီးမားခဲ့ပြီးတော့တိုးလောင်ယုံတစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်။တိုးလောင်ယုံထဲမှာမီးလောင်လွဲတဲ့ plastic ပစ္စည်းတွေရှိနေခဲ့ပါတယ်။ဆန္ဒပြတဲ့အလို့သမားတယောက်ကကျုံမိပါတွေကတလောက်ကိုယွမ်600နဲ့တန်ရှင်းရဲ့အလို့သမားဖြစ်လောက်ကင်ပါတယ်။ ဒါပေမဲ့သူတို့လစာမရတာလာပေါင်း20ရှိနေပါပြီပြောရရင်တော့လစာမရတာ3နှစ်ထဲကိုဝင်လာပါပြီလို့ပြောခဲ့ပါတယ်ကုမ္ပဏီကတော့အစိုးရငွေထုတ်ပေးမှုဟာနှေးကွေးနေပြီးတော့ကုမ္ပဏီကဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ဒီလိုဖြစ်ရတယ်လို့ဖြေရှင်းချက်ပြန်ပေးထားပါတယ်အလုပ်သမားတွေဆန္ဒပြတာတွေနဲ့လုပ်ငန်းတွေပိတ်သိမ်းလိုက်ရတာတွေဟာတရုတ်နိုင်ငံမှာပေါများလာနေပါတယ်အလုပ်သမားတွေဟာအလုပ်ကင်တွေဆုံးရှုံးနေရပါတယ် လူမှုပတ်ဝန်းကျင်အခြေအနေကလည်းကတောင်းကနင်းဖြစ်နေပါတယ်။ CCP ဟာလည်းဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ American ကသာအကောက်ခွန်စစ်ပွဲကိုဆက်လက်ဆင်နွှဲနေမယ်ဆိုရင်တရုတ်နိုင်ငံဟာလုံးဝနင်းချေခံရပါတော့မယ်။ဆန္ဒပြမှုတွေဟာလည်းတစ်ခုထက်တစ်ခုပိုပြီးကြီးမားလာပွဲရှိနေပါတယ်။နောက်ဆုံးအနေနဲ့ကတော့တရုတ်နိုင်ငံပြိုလဲကျသွားတဲ့အထိဖြစ်သွားနိုင်တယ်ဆိုတာကိုပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။